လီဗာပူးအသင်းကြီးပြအာနယ်ဆလော့ကအဓိကကစားသမား2ဦးဖြစ်တဲ့ဆာလာနဲ့ဘန်ဒိုက်စ်တို့ကိုစာချုပ်သက်တမ်းတိုးနိုင်တာဟာအသင်းရဲ့အနာဂတ်ရည်မှန်းချက်တွေအပေါ်ယုံကြည်မှုရှိတာကြောင့်ဖြစ်တယ်လို့သုံးသပ်ပြောကြားပါတယ်။လီဗာပူးအသင်းရဲ့အဓိကကစားသမား3ဦးဖြစ်တဲ့ အသင်းကောင်းဆောင်ခန်းစစ်အတွင်းလူဘန်ဒိုက်ဒုတိယအသင်းကောင်းဆောင်ညာနောက်ခန်းလူအလက်ဇန်ဒားအာနိုနဲ့တိုက်စစ်ကစားသမားဆာလာရိုဟာအခုရာသီကုန်မှာစာချုပ်ကုံဆုံးမှာဖြစ်ပါတယ်။၎င်းတို့အသုံးအနက်ဧပြီ17ရက်မှာဆာလာဧပြီ18ရက်မှာဘန်ဒိုက်နဲ့စာချုပ်သစ်ချုပ်ဆိုနိုင်ပြီဖြစ်ကြောင်းလေဘာဘူးအသင်းကအတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ လေဘာဘူးတင်က၎င်းတို့နဲ့ချုပ်ဆိုတဲ့စာချုပ်တက်တန်းကိုထုတ်ပြန်ခြင်းမရှိပေမဲ့2028ခုနှစ်အထိတက်တန်းရှိတဲ့နှစ်နှစ်စာချုပ်ဖြစ်ကြောင်းဗြိတိန်သတင်းဌာနရဲ့ဖော်ပြမှုအရသိရပါတယ်။ဆာလာဖန်ဒိုက်စ်တို့ကိုစာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပြီးတဲ့နောက်အာနယ်ဆလော့ကအဲ့ဒီစာချုပ်တွေက ကျွန်တော်တို့ဟာကိုယ့်အသင်းရဲ့အကောင်းဆုံးကစားသမားတွေကိုဆက်ပြီးထိန်းထားခြင်းနဲ့အဲ့ဒီကစားသမားတွေကနှစ်ပေါင်းများစွာဆင်ဆက်မပြတ်ကောင်းမွန်တဲ့ရာသီတွေအဖြစ်ကစားခဲ့သူတွေဆိုတာပြောပြနေပါတယ်။သူတို့တွေကပြောင်းရွှေ့ခြင်းအလွန်နဲ့ကစားသမားတွေဖြစ်သွားချိန်မှာကျွန်တော်တို့ရဲ့လာမယ့်နှစ်တွေအတွက်အာအသင်းစီရကောင်းတဲ့ရည်မှန်းချက်တွေကသူတို့ကိုဆက်ပြီးထိန်းထားနိုင်ခဲ့တာပါ။ ဖာဂျီဗန်ဒိုက်စ်ကကျွန်တော်တို့အတွက်အရေးပါတဲ့သူပါသူကကစားသမားကောင်းတစ်ယောက်ကောင်းမွန်တဲ့ကိုယ်ရည်ကိုယ်သွေးရှိတဲ့သူပါသူကစားနေတာကိုမြင်ရတဲ့အခါသူကဘလောက်အရေးကြီးလဲဆိုတာသိတဲ့အတွက်အဲ့ဒါကိုပြောပြဖို့တော်တော်ခက်ပါတယ်နောက်ခံလူတို့အနေနဲ့သူဘလောက်ကောင်းလဲဆိုတာကိုလူတွေကနှစ်တွေအများကြီးသူ့ကိုချီးကျူးခဲ့ကြပါတယ်လို့ပြောပါတယ်ဇွန်လအတွင်း34နှစ်ပြည့်မဲ့ဗန်ဒိုက်စ်ဟာ 2018ခုနှစ်ဇန်နဝါရီမှာစောက်တသမ်အသင်းကနေလေပါဘူးအသင်းကိုနောက်ခံလူတွေအတွက်ကမ္ဘာစံချိန်တင်ပြောင်းရွှေ့ခြင်းပေါင်း85သန်းနဲ့ရရှိလာသူဖြစ်ပြီးလက်စတာနဲ့ပွဲမတိုင်မီပြိုင်ပွဲဆောင်314ဝယ်ကစား28ကိုသွင်းယူပေးထားပါတယ်လာမယ့်ဇွန်လအတွင်းမှာ33နှစ်ပြည့်မဲ့ဆာလာဟာလည်း2018ခုနှစ်နွေရာသီမှာရိုမအသင်းကနေလေပါဘူးအသင်းကိုအဲ့ရုံကကလပ်စံချိန်တင်ပြောင်းရွှေ့ခြင်းပေါင်43သန်းနဲ့ရရှိလာသူဖြစ်ပါတယ်။လေပါဘူးအကယ်ဒမီထွက်ကစားသမားတအုပ်ဖြစ်တဲ့ အသက်26နှစ်အရွယ်အလက်ဇန်းဒါအာနိုကတော့လာမယ့်နေရာဒီမှာရီရဲ့အသင်းကိုပြောင်းရွှေ့ခြင်းအလွတ်နဲ့ရောက်ရှိဖို့နှိစက်နေရလို့သိရပါဗျာ။